ားလုံးပဲမင်္ဂလာပါခင်ဗျာ မနေ့ကအင်အားမြင့်ကလေးလှုပ်ခတ်ရာကနေကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဇိုးရတဲ့မှတ်တမ်းတစ်ခုကိုကြုံတွေ့လိုက်ကြရတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့အမွေအနှစ်များစွာနဲ့စေတီပထိုးဘာသာရေးအစအဦးတော်တော်များများပြည့်စည်ခဲ့ရပြီးအသက်အိုးအိမ်စည်းစိမ်တွေလည်းပြည့်စည်ဆုံးရှုံးခဲ့ကြရပါတယ်ဒါဟာ မြန်မာနိုင်ငံအတွက်ဂျမားစုတို့ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ဆိုရမှာပါမကြုံစဘူးပြင်းထန်တဲ့ငရင်းလှုပ်ချက်တွေဟာမြန်မာနိုင်ငံစကိုင်းမန္တလေးကနေစတင်လှုပ်ခတ်ခဲ့ပြီးတနင်္ဂနွေတီပြန်နံလှုပ်ခတ်ခဲ့ပါတယ်အထူးသဖြင့်စကိုင်းနဲ့မန္တလေးတို့မှာပုံမူထိခိုက်မှုတွေပြင်းထန်ခဲ့ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တို့အတွက်မန္တလေးရှိဆိုင်ရန်ဘုရားကြီးရဲ့ဝန်내ဆရာမြင်ကွင်းများ ပြောကြပါပြီ။ဘာဘီဘာဘီဘာဘီ။ကလေးကလကားကြီးပြန်နေ။ကျန်တော့လား။ကျန်တော့။အဲ့တော့ဆောင်းမဝင်နဲ့။ဘာလို့ဝင်နေရလဲ။အမရပူရာပထိုးတော်ကြီးဖျား စကိုင်းမြသိန်းတံဖရာအချာဇေဒီပထိုမြာမန္တလေးမစိုးရိမ်တိုင်ကြီးရဲ့နာယီစင်နဲ့ဓမ္မရခိတကျောင်းတော်ကြီးကိုလည်းဆုံးရှုံးလိုက်ရပါတယ်။ဘောတရဘီ ွားပြီတော့ဗျာအလုံးပြန်ပြီလုံးပြန်ပြီရဲမနေဝရဲသွားပြီဟိုးဟိုးဆက်ကြဆက်ကြโอ้บดุมาบามีบาดินะวะฮะตั้วบีตั้วบีฮะ နမ်မတော်မင်းနုအုပ်ချောင်းတော်ကြီးမန္တလေးကျောင်း ရန်တို့စာပြေဌာနစာပြေနေစေပြိမိနေတယ်ဥလာသိမ့်ပြမှန်မန္တလေးစကိုင်းတရဟောင်းပြိုကျပျက်စီးခြင်းဟောင်းနေပေမဲ့ဒီလိုမြင်ကွင်းမျိုးနဲ့အစုံသက်သွားတာကိုတော့အရန်ခံစားကြရမှာပါ န္တလေးမြို့ရင်းကတိုက်များပြိုကျပျက်စီးခြင်း ကေဆေးကြီးတွေကိုရုရှားတရုတ် EU အမေရိကန်စတဲ့နိုင်ငံတွေက ကူညီမှုတွေပေးသွားမှာဖြစ်တယ်လို့သတင်းဌာနတွေမှာဖော်ပြနေကြပါတယ်။ဂလင်တန်ခံရတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာအားအနည်းဆုံးဖြစ်တာမို့မြန်မာကိုဦးစားပေးကေဆေးပေးဖို့ကမ္ဘာကုလသမဂ္ဂကလည်းတိုက်တွန်းထားပါသေးတယ်။နောက်ပြီးမြန်မာနိုင်ငံ မြေကြီးအဖွဲ့အစည်းမစိုးမြန်မာနိုင်ငံအတွင်းရှိရန်ရှင်လူမိဘပြည်သူမြေသူမစိုးကုညီနိုင်ကြောင်းနတ်ဆက်ကဥက္ကဋ္ဌကလည်းဖိတ်ခေါ်ထားပါသေးတယ်ခင်ဗျာ။ မိတို့ပင်ဆိုစီဒါဟာကျွန်တော်တို့ဘဝမှာ မကြုံစဘူးအင်အားအပြည့်စုံတဲ့ကျွန်တော်တို့အသင်းနှလုံးဖြစ်တဲ့ဖျားစီဒီဘာသာရေးအဆောက်အဦများတမိုင်းဝင်နေရာများယဟန်တန်ငါရှင်လွဲများရဲ့အသက်ဦးအိမ်စည်းစိမ်တွေကိုဆွေးနွေးဖြစ်စည်းခဲ့တဲ့မြန်မာနိုင်ငံအတွက်အစိုးရဆုံးငလင်းတစ်ခုအဖြစ်မှတ်တမ်းတင်ကြံရစ်နေမှာဖြစ်တဲ့ဆိုတာကို တင်ဆက်ပေးရင်အစိုးရတက်ကိုဝမ်းနည်းစွာဖြင့်နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ အားလုံးအန်တဲကင်း၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခမညာ